โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ကံလန်းချောင်းပုံမှာရှိတဲ့ကျွန်းအကြောင်းကိုပြောပြပေးတော့မှာပါသူဒါတော့ထိုးစံတိုင်းပဲကျွန်တော်တော့အရင်တော့ပြောပြပြပြခဲ့တဲ့အတိုင်းပဲဒီကတော့အတန်လန်းချောင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်အကောင်လန်းချောင်းဖြစ်ပါတယ်ဒါကတော့နှလုံးလန်းချောင်းဖြစ်ပါတယ်ဒါကတော့ကံလန်းချောင်းပေါ့နော်ကံလန်းချောင်းရဲ့ဒီထိတ်မှာ လိုဟာဒီမသားတရားဆိုတော့ကျွန်းလို့ခေါ်တာပေါ့နော်တချို့ကြတော့ကြာဘူးကြာဘူးကြာဘူးအစ်စ်ကဒီလိုပုံစံလေးပေါ့နော်ကြာဘူးအစ်စ်ကဒီလိုပုံစံတိုင်းပဲကြာဘူးကလူအယောက်ထောင်မှာတယောက်တောင်မှာတွေ့ရခဲတာပေါ့နော် တွေ့ရခဲ့ပါတယ်အလွန်တွေ့ရခဲ့တဲ့ကြောင့်ပါဒါပေမဲ့တရားတွေကတော့ဟောအများသောအဖြစ်ဒါရဲ့ကျွန်းနေပေါ့နော်ကျွန်းလူကိုစူဂျူပေးတတ်တဲ့ကျွန်းပေါ့သူကကြတော့ဘလူးစူဂျူတွေပေးလဲဆိုတော့လူတွေရဲ့လုပ်ငန်းလုပ်ငန်းဆောင်တာတွေမှာမိမိရဲ့လုပ်ငန်းမှာလုံမအကင်မှာဖြစ်ဖြစ်စီတယ်ပေါ့နော်အာဒီအမသားဒီအမသားတွေကလုပ်ငန်းကင်မာဒီအာဖြစ်စီတယ်မိမိငွေကြီးဆုံးရှုံးမှုတွေမှာ ာဖြစ်ပေါ်စေရပေါ့ဆုံချုံမှုတွေကိုဖြစ်ပေါ်စေရပေါ့နော်ဒီအမတာတာကိုကျွန့်လို့ခေါ်ပါတယ်သူကဘလို့အချိန်မှာသူ့ရဲ့ဂုံသက်တည်ပြလဲဆိုတော့အာဒီကောင်လေးကကျွန်တော်တို့ဟိုအယောင်လေးစူပြီးတော့အယောင်လေးတောက်တောက်နေအယောင်တောက်ရအယောင်လေးစူနေထင်းထင်းရှားရှားလေးဖြစ်နေပြီဆိုလို့ရင်အာအဲ့ဒီကာလာတင်မှာတတိထားပြီးတော့ မိရဲ့လုပ်ငန်းနိုင်ငံတွေကိုသတိထားပြီးတော့လှုပ်ဆောင်တင်နေပေါ့နော်အငွေရေးကြေးပိုင်းမှာမြင်းနီးမြုံနာမှုကြီးကြီးမားမားတွေလုံးဝမပြုလုပ်ပါနဲ့အပြီးကြတော့ဟိုမြတူတူတော့ကိုမှလည်းအာမခံငွေရေးကြေးနဲ့ပတ်သက်အာမခံမပေးပါနဲ့နော်အဲဒီ ဒီကောင်လေးဒီလိုမသားလေးဒီလိုထင်းထင်းရှားရှားလေးအယောင်တောက်နေတဲ့အတော့တွင်မှာပေါ့နော်အဲ့လိုပြီးမိလိုက်လို့ရှိရင်မိမိကိုမိမိမှာအာမိမိမှာကန့်ဆုံးမှုတွေကြောက်ရွံ့စေနိုင်တယ်ပေါ့နော်ဒီမသားလေးကတော့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဘဝခဒေါ်လာရွှေမင်းရဲ့တပည့်ရာဟုဖြစ်ပါတယ်